အားလုံးပဲမင်္ဂလာပါရှင်ရန်နာမွန်ထဲရောမှာအပြည့်နဲ့ကျူးစွန်လိုက်ပါရယ်ဒီနေ့ပြုလုပ်ပေးမယ့် reader လေးကတော့ no content separation သမားလေးတွေအတွက်တင်းရဲ့တဖက်လူကတင့်ကိုသိစေခြင်းပြောပြခြင်းနဲ့သူရဲ့ရှင်တွင်ခန်းစားချက်လေးတွေကဘာလေးတွေရှိမလဲပေါ့နော်အားလေးနဲ့ပတ်သက်ပြီးတော့ collective reader လေးတစ်ခုဖတ်သားပေးမှာဖြစ်ပါရယ်ဒီပုံမှန်တင်ထားတဲ့ကတ်ကလေးတွေအားလုံးကတော့ဒီနေ့ reader ထဲမှာထည့်သွင်းပြီးတော့ပြပြသွားပေးမယ့်ကတ်ကလေးတွေဖြစ်ပါရယ်ပေါ့နော်အဲ့ဒီတော့တင်းရဲ့တဖက်လူကတင်းနဲ့ပတ်သက်ပြီးတော့ ဟိုသူ့ရဲ့ရှင်နှင်းထဲမှာဘာလေးတွေခံစားနေရမလဲသူတင့်ကိုပြောပြချင်တဲ့စကားလုံးလေးတွေကဘာလေးတွေရှိမလဲဆိုတာအတူတူကြည့်ရမယ်เนาะအတူတူကြည့်ကြရအောင်ဒါဆိုစမယ်เนาะကကလေးတွေကိုအရင်ခင်းပြီးတော့မှပဲအကုန်လုံးပြပြသွားပေးမယ် ရီဒင်းလေးမစတင်ခင်ခင်မှာပဲကျမရဲ့ချစ်တော်လေးတွေအားလုံးနေကောင်းချမ်းမရဲ့ကြားရလာပေါ့နော်အဲ့ဒါလေးလည်းမေးချင်တယ်အဲ့လိုမျိုးလေးလည်းမမေးပြတာကြားပြီပေါ့နော်အဲ့တော့နေကောင်းချမ်းမှာကြပါစီနော် ီနေ့ collective reading ကိုလာကြည့်တဲ့သူတွေတွေတင်းနဲ့အဆက်အသွယ်ပြတ်နေတဲ့တင်းရတဖက်လူပေါ့နော် လုံးဝအဆက်အသွယ်မရှိဘဲနဲ့ဝေးကွာနေတဲ့တင်းရတဖက်လူကအခုလက်ရှိမှာသူကိုယ်သူပေါ့နော်သူကိုယ်သူအဆင်ပြေအောင်သွားနေတယ်ပေါ့နော်ရောက်တဲ့နေရာမှာသူရှိနေတဲ့နေရာမှာအဆင်ပြေအောင်သူဘဝလေးကိုအခက်ခဲမရှိအောင်သူကြားတလောက်စူးစမ်းရုန်းကန်နေတယ်အဲ့လိုမျိုးလေးလည်းတွေ့တယ်အာတချို့ကြတော့လေစူးစမ်းရုံးကန်နေနေမှာအောင်မြင်မှုတွတ်တွတ်မှုတွေလည်းရရှိသွားတယ်ငွေကြေးတွေလည်းအဆင်ပြေနေတယ်အဲ့လိုမျိုးလေးလည်းတွေ့တယ် ဒါတင်းနဲ့လုံးဝအဆက်အသွယ်ပြတ်နေတဲ့သူပေါ့နော်။သူရဲ့နေရဝန်းကျင်မှာသူအဆင်ပြေနေတယ်သူတကူရေးစားမှာသူအောင်မြင်နေတယ်အဆင်ပြေနေတယ်။အဲနောက်ဆုံးပေါ့နော်လုံးဝကြီးကြီးတက်တက်ချမ်းသာတာကိုကျွန်မပြောတာမဟုတ်ဘူးနော်။လုံးဝကြီးအဲ့လိုအနေထားမျိုးမဟုတ်ဘူးဆိုတော့မှသူအခုလက်ရှိနေတဲ့နေရာမှာသူတကူစားအတွက် အဆင်ပြေနေတဲ့အခက်အခဲမရှိဘူးအကောင်းဆုံးသူကြော့ဖြတ်နိုင်နေတယ်ပေါ့နော်အဲ့လိုမျိုးလည်းတွေ့တယ်တချို့ဆိုလို့ရှိရင်သူနေတဲ့နေရာဝန်ကျင်ဌာနမှာသူအောင်မြင်မှုတွေရရှိတယ်သူရဲ့အောင်မြင်မှုကိုဝိုင်းပြီးတော့ပေးရနေအချီချူပေးမဲ့အပေါင်းသင်းမိတ်ဆွေတွေလည်းသူ့မှာအခုလက်ရှိမှာရရှိနေပြီပေါ့နော်အဲ့လိုမျိုးတွေ့တယ်အဲ့တော့အခုလက်ရှိမှာတင့်တစ်ဖက်လူရဲ့ energy ကတော့ကောင်းနေပေါ့နော်နည်းနည်းကောင်းနေဒါကတော့သူရဲ့ဒီအာလောက်ခွင့်နေနေပေါ့เนาะအဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့ပြောပြလာပြီးတာဖြစ်တယ်။သူရဲ့ဒီစိတ်ခံစားချက်ပေါ့စိတ်ခံစားချက်တွေကတော့အခုလက်ရှိမှာတင်နေပတ်သက်ပြီးတော့ တင်တဲ့သူဝေးသွားတဲ့ပုံမှာသူနာကျင်ရတယ်တဲ့အဲ့လိုမျိုးလေးလည်းတွေ့တယ်နောက်ပြီးတော့တင်းတို့နှစ်ယောက်ဝေးသွားဖို့အတွက်ကိုတခြားလူတွေရဲ့အာပြောစကားတွေပေါ့နော်ဘေးစကားတွေယုံမိတဲ့အတွက်လည်းတောင်းပန်ပါတယ်ပေါ့နော်အဲ့ဒါမျိုးလေးလည်းတွေ့တယ်။နောက်ပြီးတော့ဒီလူတွေပေါ့နော်နောက်ထပ်ဒီလူမျိုး မတိုက်ခိုင်းနိုင်ရအောင်တော့သူအာစူးစမ်းမယ်သူကသူအာတတိလေးနဲ့ပေါ့နော်ဒီလူလူတွေရဲ့မကောင်းပြောတာတွေကနေကင်းဝေးရအောင် သူမယုံမိအောင်တော့သူ့ကိုယ်သူစူးစမ်းမယ်တွန်းလှန်မယ်အဲ့လိုမျိုးတွေတွေ့တယ်ပြီးတော့အခုလက်ရှိမှာတင့်ကိုလွမ်းနေတယ်တဲ့အဲ့လိုမျိုးလေးတွေတွေ့တယ်တင့်ကိုလွမ်းတယ်ဖြစ်လာမယ်ဆိုတင့်နဲ့ဆုံချင်တယ်ဒါပေမဲ့အခုဒီသူ့ရဲ့အခုလက်ရှိနေရာမှာသူပိတ်မိနေတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်သူထွက်လာဖို့ဆိုတာခက်ခဲပါတယ်တဲ့သူ့ဘဝမှာသူအောင်မြင်နေတာတော့မှန်တယ်အခုလက်ရှိမှာသူ့ရဲ့ဒီအာနေထိုင်ရာပတ်ဝန်းကျင်မှာသူအောင်မြင်မှုတွေရရှိနေတယ်လုပ်ငန်းခွင်နဲ့အဆင်ပြေတယ်သူ့ရဲ့တခုရဲ့အတွက်ပေါ့အဆင်ပြေတာမှန်ပေမဲ့လည်းတင့်စီလာဖို့ကြတော့သူ့မှာအခက်ခဲတွေရှိနေတယ် သူထွက်လာဖို့ခတ်တယ်ပေါ့နော်ဒီမှာ201ကအပြင်ကိုတော့လှမ်းကြည့်နေတယ်ဒါပေမဲ့လည်းထွက်လာဖို့တော့ခတ်ခဲ့တယ်အဲ့ဒါမျိုးနေတာအဲ့တော့တင့်ကိုလွမ်းနေတင့်ကိုတရေရတယ်ဒါပေမဲ့လည်းတင်နဲ့ส่งဖို့အတွက်ကိုသူလာဖို့အတွက်ကိုခက်ခဲလေးတွေရှိတယ်ပေါ့เนาะအဲ့ဒါကိုပထမဆုံးချက်အနေနဲ့တွေ့တယ် သူရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့အမျိုးလေးနဲ့တွေ့တယ်နောက်ပြီးတော့တင်တဲ့သူနဲ့ဝေးသွားဖို့အတွက်အာမကောင်းပြောခဲ့တဲ့သူတွေဖြတ်ခဲ့တဲ့သူတွေဗောနော်အဲ့ဒီလူရဲ့စကားယုံပြီးတော့တင်နဲ့အာအနေထားတစ်ခုဗောနော်အာတင်နဲ့တင်နဲ့ဆက်ဆက်ရေးပြစီသွားတဲ့အတွက်လည်းအာဝန်နေပါတယ်တဲ့ဆိုကြတော့လုံးဝပြတ်သွားတာမဟုတ်တော့မှဝေးကွာသွားတာဗောနော်ဝေးကွာသွားတဲ့အခိုက်အတန့်မှာဒီလိုဘေးစကားတွေကြောင့်တယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်ပြီးတော့မခေါ်ဖြစ်နေတဲ့အတွက်လည်းသူဝန်နေရတယ်ဗောနော်အဲ့အတွက်လည်းတောင်းပန်ပါတယ်အဲ့အမျိုးလေးလည်းသူကပြောထားတယ် နောက်ပြီးတော့ကျွန်မခုနကပြောသလိုပေါ့ဒီလိုအရာမျိုးတွေထပ်ပြီးမကြုံရအောင်เนาะသူကိုယ်သူတတိနေနဲ့ထိမ့်မယ်ပေါ့เนาะသင်တို့ညာဆက်ဆံရေးကိုကောင်းကောင်းလေးပုံမှန်ပြန်ပြီးတော့လေပတ်ချင်တယ်အဲ့ခါကျတော့ဒီလိုဘေးကတခြားလူတွေရဲ့တွေးဆနှောက်ရတဲ့စကားတွေတော့သူနားမရအောင်မရအောင်သူကိုယ်သူစူးစမ်းပြီးတော့အာတွေးနေတယ်ပေါ့เนาะစူးစမ်းနေတယ်ရုံးကန်နေတယ်အဲ့လိုမျိုးတွေတွေးတယ်အဲ့တော့ဒီမှာသူပြောနေတဲ့အဲစကလုံးလေးတွေသူရဲ့ရှင်တွင်ခန်းစားချက်လေးနဲ့ပတ်သက်ပြီးတော့အခုချိန်ရတဲ့ it's time for me to hang now ပေါ့နော် ခုချိန်ကသူ့ကိုသူအာဟင်းလင်းလုံးနေတဲ့အချိန်ပေါ့နော်ဟင်းလင်းလုံးနေရတယ်သူ့ကိုသူပြင်ဆင်နေတယ်ပြုတ်ပြင်နေတယ်ပြောင်းလဲနေတယ်နော်အဲ့တော့ပြင်ဆင်ပြုတ်ပြင်ပြောင်းလဲရင်းနဲ့သူ့ကိုသူအဆင်ပြေအောင်သွားနေနိုင်တာကိုလည်းကျွန်တော်ဒီမှာတွေ့တယ်သူပြင်ဆင်နေအဲပြင်ဆင်နေဆိုပြီးတော့တချို့လူတွေကပြင်ဆင်နေမဲ့လေအခက်ခဲရှိနေတယ်ဒါပေမဲ့တင်းရဲ့တစ်ဖက်လူကြတော့ပြင်ဆင်နေနေရမှာအဲသူ့ကိုသူပြောင်းလဲလိုက်တဲ့နေရာမှာသူအခုအဆင်ပြေနေပြီပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်နောက်တစ်ခုကြတော့ဗာလဲဆိုတော့ တင်တဲ့သူနဲ့ဘလို့ဖြတ်ကျော်ခဲ့ရတဲ့ဟာတွေသူအမြင်နဲ့အမှတ်ရတယ်တဲ့အဲ့တော့သူတို့နှစ်ယောက်အတူတူဆက်ဆံရေးတခုရှိခဲ့ဘူးလေဆိုလို့ရှိရင်အာတင်တို့နှစ်ယောက်အတူတူရှိခဲ့တဲ့အချိန်မှာအခက်ခဲတချို့ပေါ့နော်ရင်ဆိုင်ခဲ့ကြဘူးမယ်နော်လုပ်ငန်းဝင်အခက်ခဲလည်းဖြစ်နိုင်တယ်မိသားစုခက်ခဲလည်းဖြစ်နိုင်တယ်ငွေကြေးခက်ခဲလည်းဖြစ်နိုင်တယ်အားလုံးကိုဖြတ်ကျော်ခဲ့တဲ့အခိုက်အတန့်လေးတွေသူအမြင်နဲ့အမှတ်ရနေတယ်အတူတူဖြတ်ကျော်ခဲ့ဘူးတဲ့အရာတိုင်းတော့လေသူအမြင်နဲ့တတိရတယ်ပေါ့နော်အားလေးလည်းပြောထားတယ်နောက်ပြီးတော့ အာရဘီကမီဘတ်တာပါဆန်အဲ့တော့အခုလက်ရှိမှာသူပို့ပြီးကောင်းတဲ့သူတရားဖြစ်လာနေပါပြီတဲ့နော်အဲတင့်ကိုလည်းသူပြချင်တယ်သူကပို့ပြီးတော့ပြေဆုံးလာတယ်ပို့ပြီးတော့အတွေးခေါ်တယ်လည်းကောင်းလာတယ်အဲသူ့ကိုသူ stability ဖြစ်အောင်လည်းသူလုံနိုင်တယ်အဲသူ့ရဲ့ဒီ growth တွေကလည်းပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးနော်အဲ့တော့သူကပို့ပြီးတော့ perfect man ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်အောင်သူစူးစမ်းနေတယ် perfect man perfect woman ပေါ့နော်အဲ့တော့အမျိုးသားမျိုးသမီးနှစ်ဦးလုံးအတွက်ချစ်ပေးတာဖြစ်တဲ့ဒီလိုမျိုးလေးပြောတာဖြစ်ပါတယ် ယ်အဲ့တော့တင်တို့လေးတွေကလည်းအာသူဘယ်လိုမျိုးဖြစ်နေလဲဆိုတာသိချင်တဲ့အတွက်ဒီနေ့ reading ကိုလာကြည့်တာပေါ့နော်သူ့အနေနဲ့ကလည်းဒီနေ့မှာသူဒီလိုမျိုးအဆင်ပြေနေပါပြီဆိုတာကိုတင်တို့လေးတွေပြောချင်တယ်ဒါကြောင့်မို့ချင်ပါကဒီလို energy မျိုးလေးတွေရပြီးတော့ဒီနေ့ collective reading ထဲမှာဒီလိုစကလုံးလေးတွေတင်တို့လေးတွေကြားရတာဖြစ်တယ်ပေါ့နော်အဲ့တော့သူကအခုကောင်းမွန်တဲ့သူတူဖြစ်လာနေပါပြီတဲ့နောက်တစ်ခုကတော့အာ I understand and understand our connection ပေါ့နော် ဒီသင်နဲ့သူ့ရဲ့ဒီဆက်ဆံရေးကိုသူအခုနားလည်စားပြုလာပါပြီတဲ့အဲ့တော့သင်တို့နှစ်ယောက်ကအရင်တုန်းကဆက်ဆံရေးတခုရှိခဲ့တယ်အဲ့ဒီမှာမှာ ground ကစားရတယ်ကြုံခဲ့မယ်အတူတူဖြစ်ကြုံခဲ့ရတယ်လည်းရှိမယ်အဲ့ကမှာ तू ကနားမလည်ဘူး တင်းရဲ့တစ်ဖက်လိုကနားမလဲဘူးငါတို့ချစ်ပါရဲ့နဲ့တယောက်နဲ့တယောက်နဲ့ဘာလို့အတူတူမရှိရတာလဲတို့ပြီးလို့ရှိရင်အတရားပေါ်မှာတရားဘာလို့နားလဲမှုမပေးနိုင်တာလဲတို့အဲ့လိုမျိုးလေးသူတွေးရင်တွေးကောင်းတွေးမိခဲ့မယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတင်းနဲ့သူနဲ့ no contact separation ပေါ့နော်အဲ့လိုတွေဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတင်းရဲ့စိတ်အခြေအနေတွေသူလက်ခံနိုင်တာမျိုးပြီးလို့ရှိရင်ဒီလိုဝေးကွာသွားရတဲ့အနေအထားဖြစ်ပျက်လေးတွေကိုသူလက်ခံလာနိုင်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေလည်းတွေ့တယ်အဲ့တော့ဒီတင်းတို့နှစ်ယောက်ရဲ့ဒီဆက်ဆက်ကြီးကအာဘယ်လိုမျိုး လှုပ်သွားရင်တော့ဗောနော်ဘယ်လိုမျိုးထိမ့်သိမ်းသွားရင်ဘယ်လိုမျိုးတယောက်နဲ့တယောက်တွေးသွားပြီးလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်လာမယ်ဆက်ဆက်ရေးလဲဆိုတော့သူတွေးတက်လာတယ်သူနားလဲလာတယ် အဲ့လိုမျိုးပုံစံလေးပေါ့အရင်တော့ဆိုရင်တော့စိတ်ဆိုးရင်တောင်မှထားအောင်စိတ်ဆိုးဆိုးရတဲ့အတိုင်းထားလိုက်တယ်ပေါ့နော်ထပ်ပြီးတော့ပုံမကောင်းမအောင်ထပ်ပြီးတော့မကြိုးစားတော့ဘူးဒါပေမဲ့အခုဒီလိုမျိုးဝေးကွာပြီးတဲ့နောက်ပိုင်းမှာမှအဆက်ဆိုးခဲ့တဲ့အရာတွေကဘာမှမကြီးကျယ်ဘူးဆိုတာသူနားလဲလာတာမျိုးမဖြစ်တဲ့ပြဿနာကြောင့်နှစ်ယောက်သားကအာကရက်ကစားဖြစ်ရတာဝေးကွာသွားရတယ်ဆိုတော့သူနားလဲလာတယ်ပေါ့နော်အဲ့ဒါမျိုးလေးအာနောက်တစ်ခုကတော့ I don't know how had it to let you go ပေါ့နော်အဲ့တော့ မင်းကိုလက်လွတ်ဖို့အတွက်ကိုငါ့မှာဘလောက်ခက်ခဲခဲ့လဲဆိုတာမင်းမသိပါဘူးတဲ့အဲ့တော့တင်တင်ကသူ့ကိုထားခဲ့တာတော့မဖြစ်နိုင်ဘူးเนาะဒီတင်တို့နှစ်ယောက်နိုးကွန်တက်ဖြစ်ရတဲ့အချိန်တွေက तू ဟာတင်ကိုထားခဲ့တာမျိုးပဲဖြစ်နိုင်တယ်အာဒါကြောင့်မို့လဲဒီလိုစကလုံးထွက်လာတယ်ပေါ့เนาะအမ်မင်းကိုထားခဲ့ရတဲ့အတွက်ဘလောက်တော့ခက်ခဲလဲဆိုတာမင်းမသိပါဘူးတဲ့အဲ့တော့ तू ကထားခဲ့ခြင်းတော့ထားခဲ့တာမဟုတ်ဘူးအချိန်တွေအကြောင်းအကြောင်းတစ်ခုကြောင့်တင်ကိုလက်လွတ်ခဲ့ရတယ်တင်ကိုထားခဲ့ရတယ်တင်ရဲ့အဝေးကို तू ရောက်သွားတယ် အနော်အဲ့လိုရောက်သွားတဲ့အခါမှာလည်းတအားကိုပင်မနဲ့တအားကိုခတ်ခဲတယ်အဲ့ဒါကိုသိရင်သိစေချင်တယ်ပေါ့နော်အားကြောင့်မို့ဒီနေ့မှာဒီလို energy မျိုးလေးတွေသင်နာထောင်ရတာဖြစ်ပါတယ်အနောက်ကူကတော့မင်းကိုတဲ့ငါပေါ့နော်ဒီထက်ပို့ပြီးတော့ကောင်းကောင်းပေါ့နော်ဆက်ဆက် ချင်တယ်။ပြောရမယ်ဆိုလို့ရှိရင်တို့များရဲ့ဆက်ဆက်ရေးမှာအရင်တော့ကသူကတင့်ကိုအော်မိတာတွေစွန်မိတာတွေပြောမိတာတွေအဲ့လိုမျိုးရှိမယ်။ချွတ်ချွတ်တတမဆက်ဆက်မိတာလေးတွေလည်းရှိမယ်။ဒါပေမဲ့လည်းဒီလိုမျိုးမဟုတ်ဘဲနဲ့တင့်ကိုပိုကောင်းတဲ့ပုံစံမျိုးနဲ့တင့်ကိုဆက်ဆက်ချင်တယ်။အာတင့်အပေါ်မှာနှွေးထွေးပေးချင်တယ်၊တင့်ပေါ်မှာခူးဆိုင်ပေးချင်တယ်အဲ့လို energy မျိုးလေးပေါ့နော်။အဲ့တော့ဒါကသူ့ရဲ့ရှင်တွင်းမှာရှိတဲ့တကယ်ခံစားချက်တကယ် feeling တွေဖြစ်တယ်ပေါ့နော်အာနောက်ပြီးတော့အခုနားပြောသလိုပေါ့ တင်နဲ့သူနဲ့ဝေးသွားတဲ့အနေထားဆိုတော့မှသူเจ้าญาติတစ်ခုခုကြောင့်တင့်ကိုထားခဲ့ရပြီးတော့အဝေးကိုထွက်သွားရတဲ့အနေထားပေါ့နော်ဒီလိုထွက်သွားဖို့လေသူကိုယ်တိုင်ရွေးချယ်ခဲ့ရတယ်ဒီအရာကလည်းရွေးချယ်ခဲ့ရတဲ့အရာကလည်းသူ့ဘဝအတွက်သူ့အတွက်အရန်ကိုခတ်ခဲတယ်အဲ့ဒါတော့တင်မသိဘူးနော်အမင်းမသိပါဘူးတဲ့အဲ့ဒါမျိုးလေးသူပြောတာတယ်အဲ့တော့အဲတင့်ရဲ့တစ်ဖက်လူကတော့တင့်ကိုသိစေချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ဒီ collective reading နဲ့မှာပေါ့နော်ဒီအချက်လေးတွေပြပြသွားပေးတာဖြစ်တယ်သူကပေါ့နော်တင့်နဲ့ဆက်ဆက်ရင်းမှာဘလို့နေသားမျိုးလေးတွေသွားချင်နေတာလဲဆိုတော့တစ်ချက်ကြည့်မယ်နော် ူနဲ့တင်နဲ့ပြန်ဆောင်ခဲ့ရင်တင်းတို့ပြောင်းရဲ့ဆက်ဆံရေးကိုသူဘလို့တွားချင်လဲဆိုတာကျွန်တော်ချက်ကြည့်မယ်။ Thank you. သူသွားချင်တာကတော့မင်းနဲ့ငါကြားမှာတဲ့။နှစ်ယောက်ကမတူညီတာတွေရှိတယ်၊ခြားနားတာတွေရှိတယ်။အဲ့ဒါတွေညှိနှိုင်းပြီးတော့သွားချင်တယ်။ ခက်ခဲနေတာမှသင်တို့နှစ်ယောက်လက်တွဲကိုတွဲကိုသူကြိုးစားချင်တယ်ပေါ့နော်မတူညီတာတွေရှိနေတာမှသင်နဲ့လက်တွဲကိုတွဲကိုသူကြိုးစားချင်တယ်နောက်တစ်ခုကတော့အာသင်နဲ့သူနဲ့ကဆိုးမိတ်ပေါ့နော်ဆိုးမိတ် energy နဲ့လို့သူကအာသူ့ရဲ့စိတ်ထဲမှာခံစားရတယ်တဲ့ဒါကြောင့်မို့တို့နှစ်ယောက်ကဘရောမမဝေးกว่าသွားမယ်ဆိုးမိတ် နော်ဆုံးမဲ့ energy ဆိုတဲ့အတိုင်းတရားပေါ်မှာတရားစေတနာရှိရာတရားပေါ်မှာတရားမပြတ်သားနိုင်တာပြီးလို့ရှိရင်တရားပေါ်မှာတရားကောင်းစေခြင်းနဲ့စိတ်ဆန္ဒရှိတာအဲ့တော့တင်းရဲ့တစ်ဖက်လူကအာတင်းပေါ်မှာလည်း तू ကကောင်းစေခြင်းနဲ့စိတ်ဆန္ဒရှိတယ်လို့တင်းကလည်းသူ့ပေါ်မှာ तू တိုးတက်ဖို့ပျော်ရွှင်ဖို့အောင်မြင်ဖို့အတွက်တွေးပေးနေတာမျိုးလည်းကျွန်မတွေ့တယ်။အဲ့တော့တင်းတို့နှစ်ယောက်ကအပြန်လန်ဆုံးမဲ့ energy နဲ့ချစ်နေကြတဲ့သူနှစ်ဦးပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်။နောက်တစ်ခုကတော့ you are the sun land အဲ့တော့ သူ့ရဲ့အချစ်ပေါ့နော်သူ့ရဲ့တကယ်ကိုစစ်မှန်တဲ့အချစ်ကဘာတူလဲဆိုတော့သူရှာတွေ့သွားပြီတဲ့အဲ့တော့အဲ့ဒါအင်ဖြစ်တယ်ပေါ့နော်ဒီနေ့ collective reading ထဲမှာသူပြောပြထားတာကအာသူ့ရဲ့နှလုံးသားထဲမှာတကယ်ကိုချစ်မိသွားတဲ့ချစ်သူကတင်ဖြစ်ပါတယ်တဲ့သူတကယ်ကိုရှာဖွေတွေ့ရှိသွားပြီပေါ့နော်အဲ့ဒါလေးကိုလည်းတင့်ကိုသိစေချင်တယ်အဲ့တော့တင်းတို့များပြန်ဆောင်ဖြစ်ခဲ့ရင်အာနှစ်ယောက်သားမှာခြားနာချက်တွေရှိပေမဲ့လည်းဒီခြားနာချက်တွေကိုညှိနှိုင်းပြီးတော့အာတင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအာတဆင့်တက်ချင်တယ်နောက်ပြီးတော့မင်းနဲ့ငါနဲ့ကဆိုးမဲ energy နဲ့မို့လို့မင်းနဲ့ငါနဲ့နှစ်ယောက်ကအဆင်ပြေတယ် ွားလို့ရတယ်နားလည်မှုရှိကြတယ်ပေါ့နော်ဒါကြောင့်မို့ဒုနေအောင်အဆင်ပြေဖြစ်မယ်ဆိုပြီးတော့သူ့ဘက်ကမျောလဲနာနောက်တစ်ခုကတော့ तू သင်ကသူ့ရဲ့အရင်ချရတဲ့ချစ်သူဆိုတာ तू ကနားလည်သွားတာလက်ခံပြီးတော့တွေ့ရှိသွားတာပေါ့နော်အဲ့ဒါမျိုးလေးအဲ့တော့ဒီနေ့ collective reading လေးကတော့နည်းနည်းလေးတို့မယ်နော်ပြီးတော့ကျမ reading လုံးနေတဲ့ချိန်တွင်းမှာပဲဘေးကပေါ့နော်အာဘေးအိမ်တွေကအတန်နေပေါ့နော်တော်တော်များများဝင်သွားလို့ရှင် sorry ပါရှင်ဘလို့မဟုတ်ဟိုဖြတ်ရတာလည်းခက်တယ်ပေါ့နော်အတန်ကအဲ့တော့ sorry ပါရှင် ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေဒီ energy က no content separation ဖြစ်နေတဲ့သူလေးတွေရဲ့ energy ဖြစ်တယ်အဲ့တော့ဒီနေ့ reading လေးကိုနားထောင်ပြီးတော့ဒီ energy ကသင်ရဲ့ energy လားပြီးလို့ရှိရင်တစ်တစ်ဖက်လူရဲ့ energy လို့သင်ခံစားရလားပေါ့နော်အ အဲ့လိုခံစားရရင်တော့ဒီနေ့ reading ကအတင်းတွက် reading ဖြစ်ပါတယ်အဲ့တော့ energy ကံ့ကျင်မှုလည်းရရှိကြပါစေစိတ်ကျဉ်းနှံမှုတွေလည်းရရှိကြပါစေလို့ဒီညကနေဆုတောင်းပေးပါတယ်ပြီးတော့ဒီဝေးကွာနေတဲ့သူတွေအားလုံးလည်းအာပြန်ဆောင်နိုင်မဲ့ကံတရားရရှိရင်ပြန်ဆောင်နိုင်ကြပါစေအာပြန်ဆောင်ပြီးတဲ့အခါမှာလည်းကိုချစ်ရတဲ့သူတွေပေါ့နော်အတူတူလက်တွေ့ရင်းနဲ့ပျော်ရွှင်စွာချစ်ခင်နိုင်တွေကိုရှောင်နိုင်နိုင်ပါစေလို့ဒီညကနေဆုတောင်းပေးလိုက်ပါတယ် နောက်ထပ် reading တွေမှာပြန်လဲဆုံတွေ့ကြမယ်เนาะပြီးတော့ဒီနေ့ reading ကအချိန်မရတဲ့အတွက်နည်းနည်းလေးပေါ့เนาะအတူချုံပြီးတော့ပြောပြလိုက်ရတာလည်းဖြစ်ပါတယ် အာဆစ်ရှိရှိလေးနဲ့ပေါ့နော်အာနားထောင်ပြီးတဲ့သူတူတရားစင်စီရအောင်လည်းကျေးဇူးတင်ပါတယ်နည်းနည်းလေးအချိန်လုပြီးပြောရတာဖြစ်တဲ့အတွက်စကားပြောတဲ့နေရာမှာလည်းနည်းနည်းလေးညံ့သွားမယ်ပြီးလို့ရှိရင်အာ reading ကိုအကြာကြီးမနားထောင်အောင်ပေါ့နော်အဲ့ဒီအတွက်လည်းအာ sorry ပါနော် now reading ကြားလို့ရှိရင်အချိန်နည်းနည်းလေးပို့ပြီးတော့အာနားထောင်လို့ရအောင်ကျွန်မစူးစမ်းပေးပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နော်